တော့အဲ့ဒီလိုမျိုးမြန်မာဆိုင်သူစဖွင့်လိုက်တယ်မြန်မာဆိုင်စဖွင့်ပြီးတော့သူလည်းတော်တော်လေးစူးစမ်းရုံးကန်တယ်ကျွန်တော်လည်းသူ့ကိုလိုအပ်တဲ့ငွေရေးချေးရအစားဖို့ဗျာတိတယ်လိုအပ်တာအားလုံးသူ့ကိုကျွန်တော်လုပ်ပေးတယ်ကျွန်တော်ဘက်ကလည်းကျွန်တော်ကျေးဇူးရှိတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်သူတို့ကျွန်တော်အများကြီးကျွန်တော်သူ့ကိုလည်းလုပ်ပေးတယ်ဟယ်လိုသူတို့တော့အောင်မြင်သွားတယ်ဗျာသူတို့တော့အောင်မြင်သွားတယ်အဲ့တော့ အဲ့ဒီလိုမျိုးဆိုတော့မင်းတို့ကလင်မယားလင်မယားဖြစ်သွားသလားဆိုတော့မဟုတ်ဘူးနော်လင်မယားမဟုတ်ဘူးဒါပေမဲ့ပဝင်းကြီးကကျွန်တော်တို့ညောက်ကိုလင်မယားလို့ထင်တယ်ဗျကျွန်တော်တို့လင်မယားမဟုတ်ဘူးဗျသူလည်းသူစီးနေသူနေတယ်ကိုလည်းကိုစီးနေကိုနေတယ်ပဝင်းကြီးကသူ့အမေဟဲ့မတည်တာပေါ့နော်အဲ့ဒါဟုတ်တယ်လေငါလင်လေအဲ့ဒီတိုင်းပဲကျွန်တော်ဘယ်ဟောမင်းဘာဒီကိယမနဲ့ယူထားတယ် ကိုလည်းဘာပြောရည်ရည်နေတာဘာပြောမှမလဲဗျာသူ့ယောက်ျားလေးတွေကသွားပြီးတော့ကတ်ရင်လည်းပဲငါလည်းမကြိုက်ဘူးနော်နေတော့ငါအဲ့လိုမျိုးပြောရစောသူကတော့အတုံးချနေတာလားဘောနော်ပထမကောထင်တော့ဒီကောမဟုတ်ဘူးဗျာကျွန်တော်တို့တခါသူ့ဝင်လေလေသူ့ကျွန်တော်မေးတယ်ဒီဘလို့လူတွေကြားတယ်မဟုတ်ငါလည်းငါလည်းလို့ပြောနေတာ ဘာဖြစ်လို့လဲနင်းအတွက်ဂုံတိတ်ခါထိခိုက်လို့ဟာငါမှအိမ်တော်ရှိတယ်လို့ဘမပြီမငါယူရမယ့်မိမရှိတယ်လို့မိဘသဘောတူတာလည်းမိမရှိတယ်နင်းတယ်လို့မျိုးငါလည်းငါလည်းပြောတော့ငါကြရင်ပြဿနာတော့နိုင်တယ်လေလို့မတော်လို့ဒီစကားကဘမကြီးပြန်ဝင်မပူပါနဲ့တဲ့အဲ့တော့ဒီလေဘသူမှလည်းတဲ့ငါတို့စိတ်ဝင်စားပါ ဒီမှာခொနည်းသားသမီးလာပြီးစားနေတောင်းနေမူးနေရင့်နေတာလေငါကမိန်းမသားတယောက်တည်းလေနေ့ကငါလည်းပါလို့ပြောလိုက်တဲ့တော်တယ်နေ့အရင်နေတာတော်လို့လားတဲ့ကိုလည်းဘာလို့လို့လို့အောင်ဘာပြောလို့ပြောကိုလင်းအငားတော်တယ်လို့ဖြစ်အဲ့တော့လေငါ့ကိုလေငါ့မသားနဲ့လေလို့ဒီယူကျင်တဲ့ဆန္ဒရှင်ကငါ့ကိုပုံဝင်လေပြောလေလို့ မဟုတ်ဘူးတဲ့နေရ9ရောက်အကောင်းဆုံးမိတ်ဆွေပါတဲ့ကျေးဇူးပြုပြီးဒီတိုင်းလေးပဲရည်တည်ပေးပါဟာတဲ့ရှင်းထပ်ပြီးတော့လည်းတိုးမလာဘူးနောက်လည်းဆုံးမသွားပါနဲ့တဲ့ငါ့ကိုတဲ့ဒီအတိုင်းလေးပဲနေဒီတိုင်းလေးပဲရှိပေးပါတဲ့ရှိနေပေးပါတဲ့အဲဒါကမတည်တာနဲ့ကျွန်တော်ဘဝမှာတွေ့ခဲ့တဲ့ ခြေကလေးပေါ့နော်အဲ့တော့ဒီကြားထဲမှာမတ်တီတာအကြောင်းကိုတည်တဲ့ကျွန်တော်ပြောပြရမယ်မတ်တီတာအကြောင်းကိုကျွန်တော်ပြောရမယ်ဆိုရင်မတ်တီတာကဘယ်လို main ကလေးမျိုးလဲသူသူပြောပြတဲ့သူ့အကြောင်းပေါ့နော်အဲ့တော့မတ်တီတာပြောပြတယ်မတ်တီတာရဲ့အကြောင်းအင်းကခင်ရင်နေတဲ့ကူပြော ပေါ်ကျွန်တော်ဆိုင်းပိတ်ပြီးတော့ဒီနေ့လည်းကရင်တက်ကူကရင်တက်ကူပေါ့နော်ငါနေဟိုတဲ့ပြရတိုင်းမယ်လေပြရငါပတော့ချင်ဘူးအဲ့ဒါရရတိုင်းမယ်တဲ့ရလည်းငါအပေါ်စားရင်တော့ဘူးရကောင်းစားဝယ်တိုင်းမယ်တဲ့အာမကြီးအဲ့ချင်တော့ဝိုင်းပြကျွန်တော်တို့ပြော နည်းနည်းတောင်းလို့ရအောင်လို့ဝိုင်ဝယ်လိုက်ဟာလို့ကျွန်တော်တို့ကဝိုင်တောင်းတယ်လို့အဲ့ဒါနဲ့ကျွန်တော်ပဲတော့ဝယ်လာဝိုင်နှလုံးညောသားအိမ်မှာအေးဆေးထိုင်တော့အဲ့ဝိုင်နှလုံးဖော်ပြီးသူလည်းတော့ကိုလည်းတော့အဲ့ဒါကျွန်တော်တို့မေးတယ်အချိန်မှာအဲ့ဒီပေါ့နော်ငါနေ့နေ့ကြောင်ကတည်ကျင်တယ်နေ့ကတချမ်းမင်းကလေးနဲ့လည်းမတူဘူးနော်နေ့ကပွင့်လင်းတဲ့အရင်ကြီးကိုဟိုအရှက်ကြောက်လည်းအရင်နေရတယ်ပေါ့နော် ဟိုတောင်းကြကြပြားကြကြပဲတည်ရမလားလူတယောက်ကသူ့ကိုဒေါသတွေနဲ့လာပတ်တိုင်းဒေါသတွေပဲပြန်ရမှာပြောသူ့ကိုခမမေတ္တာနဲ့တွားပြီးစကားပြောခမကသူမေတ္တာနဲ့ပြန်ပြောတာပြောခမသူ့ကိုတဏှာရီနဲ့တွားပြီးစကားပြောလဲခမသူတဏှာရီနဲ့ပြန်တုံ့ပြန်တယ်ပြောသူ့ကိုကြည့်လိုက်ဘလို့ပုံစံမျိုးလဲဆိုရင်ခမမှန်ရှိမှရက်ပြီးတော့ ခမရကိုခမရကြည့်ပြီခမရပြုံးပြဲမပြန်ပြုံးပြဲအဲ့ဒီအတိုင်းပဲတော့ထပ်တယ်ပဲခမရသူ့ကိုဘာပေးလိုက်လဲပေးလိုက်တဲ့အရာကိုခမရကိုပြန်ရလိမ့်မယ်ခမရသူ့ကိုလိန်ညာမှုတွေပေးလိုက်ခမရသူ့ကလိန်ညာမှုတွေပဲသူပြန်ပေးမှာအဲ့တော့ဒီမဒီနာကအဲ့လိုမျိုးစိတ်ချမ်းကိုချမ်းအဲ့လိုမျိုးဆိုတော့ရုပ်တန်းတန်းတန်းကြီးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးပြောကရင်အမျိုးသမီးဖြစ်တဲ့တော့ပြအသားရည်အဖြစ်ပြော 就不会被单身喵击烂了。小姐阿飘喵，看那个秋杀阿飘飘，石碑阿飘喵，小后加点罗裙打的，看那个秋杀大衣休闲，没得啥本事的哈。成都美内陆，啥地方美啊？给人比那个。 ဟုတ်တယ်ငါရဲ့အမေကကရင်ပြည်နယ်ပေါ့ဗျအဖေကလည်းကရင်ပြည်နယ်ပေါ့နော်ဒါပေမဲ့သူ့အမေကသူ့အဖေအရင်ကဆုံးသွားတဲ့ပုံမှာသူ့အမေကနောက်ရောက်ကြယူလိုက်တော့သူတို့ရန်ကုန်ကိုပြောင်းလာတယ်ရန်ကုန်ပြောင်းလာတဲ့အချိန်မှာသူ့ရဲ့ပထွေးလုံးတဲ့လူကသူ့ခုနှစ်နှစ်သမီးလေးမှသူ့ကိုအိမ်တိုင်းမှာအိမ်ပေါ်အဖြစ်ပို့လိုက်တယ် ရှင်းပြောရတော့ပြန်ရောင်းလိုက်တဲ့သဘောပေါ့ဗျာသူပြောပြတော့အဲ့ဒီပေါ်လာတဲ့အကမာယုတ်မှာဗျာကမာယုတ်ပဲအဲ့ကမာယုတ်လဲလဲနာမှာပေါ့ဗျာအေးအေးသူပြောတာပေါ့နေရာတိကျတော့ကျွန်တော်လည်းမသိဘူးအဲ့ကမာယုတ်လဲတဲ့ပေါ့ပဝင်ညအေးအိမ်မှာဟာလေငါရောက်တော့ခွန်နေတယ်အိမ်မှာငါအလုပ်တွေလုပ်ရပကန်းစီအဝေးရှော်ပေါ့သူတို့ခိုင်းတာငါအကုန်လုံးရတယ်ဟာလေ အဲ့ဒီမှာခွန်နဲ့သမီးရရတာကအသက်7နှစ်သမီးတည်းအဲ့ဒီအိမ်မှာပတ်စံနဲ့သမီးမကထုံးဆဲခွင့်မရဘူးသူတို့ပေးတာယူသူတို့ကျွေးတာစသူတို့ဝတ်တာဆင်တာပေးပြီးတော့အပြိုပေါက်ကလေးဖြစ်လာပြီတရက်လမ်းထဲမှာလွတ်လပ်ရေးနေပြေးကြလွှားကြကလေးတွေစောကြတဲ့အချိန်မှာသူလည်းပြေးလွှားဆိုရင်လည်းသူထွက်ပြေးသွားတယ်ရင် ူထွက်ပြေးသွားပြီးတော့သူဘယ်သွားလို့သွားမှမသိဘူးရန်ကုန်ဘူသာကြီးနားမှာသူတဝဲလေလေဖြစ်တဝဲလေလေဖြစ်နေတဲ့အချိန်မှာအမျိုးသမီးတယောက်ကသူ့ကိုမေးတယ်သမီးဘာဖြစ်လို့လဲငိုပြီးတော့ငုံမဲ့ငုံမဲ့အဲသူကပြောပြတယ်အမျိုးသမီးရောအဲအမျိုးသမီးရသူ့ကိုခေါ်ရတယ်တောင်းကြလို့တောင်းကြလို့ခေါ်ရတယ်အမျိုးသမီးကြီးရဲ့မောင်ငါးတွေပဲရောင်းတယ်တောင်းကြလို့ ကဝင်တယ်မွေးကားရပါလီရောင်းနေဆိုအဲ့ဒီကိုသူ့ခေါ်ရတယ်အဲ့မှာသူ့အလုပ်ပေးထားတယ်မွေးကားဆိုင်မှာပေါ့လေအလုပ်လုပ်နေလို့ဒါပေမဲ့သူကအလုပ်လုပ်နေတယ်အဲ့ဒီမှာရှိတဲ့ယောက်ျားတယောက်ပြအဲ့ဒီအဖွားကြီးရဲ့တားပေါ့နော်တားကြိုက်ပြီးတော့တားနဲ့ကြိုက်ရောကျွကျွလုံးလုံးပြောပါကျွတ်လုံးလုံးဖြောက်ရတယ်ဆိုတော့ဘွားရလည်းနောက်ဆုံးပေးစားလိုက်တယ်ကြာသူ့သားနဲ့ပေးစားလိုက်တယ် ူတန်နဲ့ပေးစားသူတားဆိုင်ကနေတော့အဲ့မတည်တာကအဖွားကြီးနဲ့တူတူဒီသူ့ရဲ့ရခမနဲ့တူတူမွေးငါးရွယ်ရောင်းနေကူပြီးတော့လုံနေယောက်ျားလုံးတဲ့လူကဆိုင်ကနေတော့သူတို့မှာကအဖိုးကြီးဘွားကြီးနဲ့ရောက်ဒီရခမနဲ့တားတယောက်တောင်းကြလာမနေဘူးအဲ့တော့တရဖြစ်ချင်တော့သူယောက်ျား သူကလေးတယောက်ရပါပြီအချိန်မှသူကလေးတယောက်ရပြီသူယောက်ျားညာဘဟိုငွေပူချရဲနေနဲ့ဆိုင်ကထွက်နေတဲ့အချိန်မှာကားကစီးကဖြတ်တိုက်ဝင်ပြီးတော့သူယောက်ျားလုံးဝအောက်ပိုင်းတည်သွားတယ်အောက်ပိုင်းတည်သွားပြီးတော့တော်တော်လေးကိုခက်ခဲဖြစ်သွားတယ်အဲ့တော့သူယောက်ျားရဲ့စေဘွားကားတွေလိုအပ်တာတွေလိုက်လို့ပို့တော့ သူ့အမေကအရင်ပြုတ်သွားတယ်ပေါ့အရင်ပြုတ်သွားတဲ့အပြင်သူတို့ရဲ့အိမ်ကလေးကိုပေါင်နေရတယ်သူတို့ရဲ့ဟိုခြောက်ဝိုင်းလေးနဲ့နေနေတဲ့အိမ်လေးရှိတယ်သူရောက်မှရောက်ပိုင်းလေးပေါ့သူပြောတာတော့ပေး20ဆေးပေးပေး20လေးပေါ့ဗျာသူတို့အိမ်လေးတောင်းသွားတယ်ပေါ့အဲ့ဒါလေးကိုသူတို့ပေါင်နေရတယ်ယောက်ျားကအောက်ပိုင်းတည်ပြီးတော့ဟော ဒီစိုက်ကားတိုင်းလိုက်တဲ့အချိန်မှာသူပြောတာစိုက်ကားကဟိုလုံးဝကြိုးချေပစ္စည်းပေါ်တဲ့ပုံစိုက်ကားအုံတော်ကိုပိုင်ရှင်ကိုစိုက်ကားပြန်ယူပေးရတဲ့ပုံအဲ့ဒီခေအဲ့ဒီခါစိုက်ကားဒီတစည်းက9သိန်း6သိန်းတော့တန်းတော့သူတို့မော်ရင်ကားဆိုင်လေးနဲ့သူတို့မယောနိုင်ဘူးလေအဲ့လိုကြီးအဲ့တော့အိမ်ကိုပေါင်ပြီးတော့အိမ်ကရတဲ့ပတ်စံနဲ့ အဲ့ဒီစကောက်ကိုကြိုးရလိုက်ရအဲ့ဒီနေထားဘူးအဲ့တော့အဲ့လိုအဲ့လိုအနေထားမျိုးမှာသူအားနေပြီးတော့စပြီးတော့သူရဲ့ရောက်ခမောက်သူပြောတော့ကျွန်မအပြင်မှာလုံးလုံးချင်တယ်ရှင်ရှင်ပြန်တော့ပြောရမယ်သူအဲ့မှာအလုံးစားလောက်ရတယ်ပေါ့ဗျအလုံးစားလောက်တယ်အပြင်ထွက်ပြီးတော့လုံးတယ် ယခုတိယောကမမင်းကရောက်နေဦးနှခုဆေးရောက်နေအော်တားလို့တဲ့လူကအိမ်မှာကိုတေကိုတပိုင်းတည်ပြီးတော့အိမ်မှာဆိုတော့သူတို့တွေအရင်တော့ကာဝင်းထဲမှာရောက်တော့ကာဝင်းထဲကိုသွားမရောက်နိုင်တော့ဘာဖြစ်လို့ကြိုးပိုးလို့ဝေဖို့တားရောက်ကြလေးမရှိတော့ကိုကြီးကလည်းတုံချီဘွားကြီးကလည်းတုံချီအဲ့တော့အိမ်ရှိမှာပဲတဲလေးထိုးပြီးတော့အဲ့လိုပဲတမိုင်းတမိုင်းမင်းကလေးရောက်ပြီးဘောရက်တည်အဲ့တော့မတ်တီတာဆပြီးအလုံးလုံးတော့တင်ကြီးစီထဲမှာ တင်းကြီးသေးတဲ့အင်ဂျီအင်ဂျီမင်းကလေးဟိုအတွင်းကအင်ဂျီတွေပေါ့ဗျအတွင်းကဘောင်းဘီတွေရောင်းနေစိုင်းဒီဇိုင်းကသူအလုံးရတယ်သူအဲ့မှာလုံး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 နေအခုလိုပဲပေါ့ဗျမင်းကလေးတငယ်ချင်းအချင်းချင်းကနေပြီးတော့သူ့ကိုအဆက်အသွယ်တစ်ခုပေးလိုက်တယ်အဲ့ဒါဘာဆက်အသွယ်လဲဆိုတော့ညီမပေါ့နော်နင်ဘဝလည်းအရင်အဆင်မပြေဖြစ်နေတယ်ဆိုတော့ငါနင်းကိုဆက်အသွယ်တစ်ခုပေးမယ်အဲ့ဒီဆက်အသွယ်မိန်းမကလည်းမြောက်ဥက္ကရာက ရှင်းရှင်းပြောရရင်ဟိုမရင်ငယ်လိုင်းသွင်းတဲ့မရင်ငယ်လိုင်းသွင်းတဲ့မိန်းမပေါ့ဗျာအဲ့တော့မဲ့တီတာကငါသူများမရင်ငယ်တော့မလုပ်ဘူးဟေဖာဖာတယ်တာလို့ရင်လုပ်လိုက်မယ်ငါသူများမရင်ငယ်တော့မလုပ်ဘူးတော့အဲ့မရင်ငယ်ဇက်ကိုတော့လာမသွင်းဘူးမလုပ်ဘူးသူများကမရင်ငယ်အဖြစ်ကမခံဘူးငါဖာခံခံလိုက်မယ်သူများမရင်ငယ်ဖြစ်မခံ သူကလည်းအဲ့ဒီလိုမျိုးကြမ်းတမ်းတယ်သူစိတ်တော့ဘာဖြစ်လို့လဲသူဘဝကကြမ်းတမ်းတော့ဘူးငယ်စဉ်ကလေးကပထွေးကသူ့ကိုသူများအိမ်မှာရောင်းစားလိုက်တယ်သူများအိမ်မှာသူခိုင်းပတ်ပြောတည်တယ်အဲ့ရနေဘဝထွက်ပြေးတယ်ပြီးတော့အဲ့လိုမွင်ကရောက်နေမိမကြီးကခေါ်ပြီးတော့သူ့အိမ်မှာထားတယ်ထားရနေတာတားလို့တဲ့လူကတုတ်လိုက်တယ်တုတ်လိုက်တော့တားလို့တဲ့လူကသူယူလိုက်ရတော့ဗောယူလိုက်ပြီးတော့တခါတားလို့တဲ့ကောင်အောက်ပိုင်းတည်သွားတော့ဥတ်ခါရှာကျွေးရတော့မယ်သူဒီဒီလေယောင်ကြောက် တော့သူတို့ကငါဘုရားမှာစိတ်ချမ်းသာစေဘာတကူမှမရှိဘူးငါရဲ့စံသားနဲ့တတ်တတ်သေးကြရမှာဘာတကူမှမရှိဘူးဟာအဲ့ဒီမင်းညာမလို့ဘယ်နဲ့တော့ပါလို့လဲဆိုတော့အဲ့ဒီအကြောင်းခံနဲ့မြောက်ကလမသူအဲ့ဒီသွားပြီးတော့မြောက်ကလမသူအဲ့ဒီမိန်းမနဲ့မိန်းမကဘာပြောလဲဆိုတော့ကောင်းပြီပေါ့နော်နင်းဒီလိုမျိုးတထေးတွေရဲ့တထေးတွေစီမှာမိန်းမဟိုဘာလဲ ်အရင်ငယ်အလုပ်မလုပ်ချင်ဘူးဆိုရင်ညုံကမိမချင်းမိမချင်းကိုချင်းစာတနာတယ်ပေါ့နော်နေရဲ့ဒုက္ခကတည်ရတော့အဲဒါညုံကပြဆက်မင်းသမီးနေရရုပ်ရည်လည်းရှိတယ်ကိုလုံးကပေါက်လေးလည်းလှတယ်ဆိုရင်ပြဆက်မင်းသမီးငါနေကိုထဲပေးနေလုံးလားရတော့ပါပဲပြဿနာမင်းမျိုးတော့ဝါဒနာပါတော့အစကရတော့တချင်းဆိုဝါဒနာပါတယ်အဲ့တော့တော့ပါပဲပြဿနာမင်းမျိုးတော့ငါလုံးတယ် ိုမိမလည်းအကြံနဲ့သူပြန်ဆက်မင်းသမီးလှုပ်ချင်ရင်အရင်ချင်းနေပါရင်ဆိုရမယ်အချင်းပါညာကောင်းကောင်းဆုံးသတ်မှပြီးတော့ဒီကျွန်တော်တို့ပါလဲဆိုဆန်းစင်ပေါ်မှာဗျာယောက်ျားတွေအကြိုက်ဗျာကြည့်ရမလို့ဖင်လို့တင်လို့ကားတတ်မှဖြစ်မှာပေါ့ညီမလေးရတယ်ဒါကမခတ်ဘူးပေါ့နော်ငါလုံနေတယ်ငါလုံအေးမင်းငယ်တော့မလုံအဲ့တော့ ဟိုမိမကလည်းသူမင်းငယ်လောက်ခိုင်းတာမလုပ်တော့ပြသူ့အမြင်အမြင်ကပ်ပြီးတော့တည်တယ်ပြဆက်မင်းသမီးဆိုတော့ခွာနဲ့ရှင်းရှင်းပြောရင်တော့ပြဇပွဲတစ်ခုကိုထည့်ပေးလိုက်တယ်အာသူပြောတာတော့စပြီးသူသွားတာရခိုင်ဘက်ကိုသွားတာရခိုင်ဘက်ကိုအဲ့မှာဇက်တစ်ခုမှပါသွားတယ်ညကြတော့သူတို့ဇက်ကဟိုပြန်ဆက်ပါပါလေဇက်တွေ အဲ့မှာပြဇာတ်မှာသူချင်းဆိုရတယ်အဲ့တော့ပြဇာတ်မှာပါတဲ့ယောက်ျားတွေကနေပဲသင့်တန်သင့်မြတ်ဟိုပုံပွဲလေးလေးပြောရသူပြောပြထားပြောနောက်ဆုံးညာချင်းရတဲ့ပတ်စံလေးကမိတ်ကဘိုးနဲ့အင်ဂျီဝေစာဘိုးနဲ့ကုံနေငှက်လင်ယောက်ျားအတွက်ငါတာသမီးရဲ့စာဝေးနေကြီးအတွက်ငါပတ်စံမြန်တယ်အဲ့တော့မထူးတော့ဘူးနော်ငါတခုခုတော့ လုံးဝဖြစ်မယ်ဆိုပြီးနောက်မှရှိတာကိုငါရောင်းရတော့တာပေါ့ဟာတဲ့ဟောဘာကိုရောင်းလိုက်တာလဲနင်တို့ယောက်ျားတွေလိုချင်တာဘာရှိလဲမိမတယောက်စီမှာတဲ့အသွေးသားလေးတဲ့ကြားဆိုတဲ့တတော်ကတမင်ရဲ့လက်ဖေးကိုတမင်ရဲ့ဂုတ်ကိုခဲပြီးသွေးမဆုပ်အောင်ချင်းအာတာမမပြေတာစင်ပေါ်မှာငါဘလောက်ပဲတဲ့ဟာလား ကပြကပြလှုပ်ပြလှုပ်ပြရမ်းပြရမ်းပြပေါ့နော်ငါ့ကိုချတဲ့စူကြီးလေးကလည်းမဖြစ်စလုံးလေးပါလေအေးသူလိုချင်တာလေးဟာလာပြေးလိုက်ရင်သူ့ရဲ့ရပစံတလဟောတယ်ငါ့စီတော့ခါလဲကြာလာတယ်အဒီတော့လည်းဟာတယ်ချားစီကနေပြီးတော့လိုချင်တဲ့နောက်တော့ငါသမီးမအချင်းချင်း 连米有改看啊！我，家里讲一天也不上学，来走路都没人了。俺们弟没大呢，怕怕大大撇多少个？么弟没大呢，怕弟怕啥？怕大大撇多少人？那里人老干嘛？别人老干嘛？都都来那老贱来比哦。 အကောင်တကအကောင်ယောက်ျားတကောင်ယောက်ျားချင်းအဲ့လိုမျိုးဒိတ်တယ်သွားတယ်ပတ်စံရတယ်ကြည့်တယ်သူပြောတယ်ငါမရင်ငါပြောခဲ့တယ်လေငါမရင်ငါမလုပ်ဘူးတဲ့အဖခံခါလိုက်ရင်ငါမရင်ငါမလုပ်ဘူးတဲ့သူများတွေမျိုးကလမ်းမေးပါတော့ဖြစ်မဖြစ်ခဲ့ဘူးဟဲ့ငါဂုံတိတ်ခါရှိစော်ဘူးငါပြဆက်ကြတယ်ငါ့ကိုကြိုက်တဲ့ကောင်ကဒိတ်တယ်လိုက်တယ် ငါလိုချင်တာအကုန်ခြူတယ်ရသလောက်ခြူတယ်ပတ်စံရသလောက်မှခြူတယ်နောက်ဆုံးဟာတဲ့ရှင်းရှင်းပြောရင်ငါတို့အင်္ဂလိပ်ကိုငါတို့ပြန်ရွေးနိုင်တဲ့အပြင်ငါဒီထက်ကောင်းတဲ့အင်္ဂလိပ်တစ်လုံးငါဝယ်နိုင်သွားတယ်စိုက်ကားတစ်စီးငါဝယ်နိုင်သွားတယ်ငါအမေဟိုယောက်မနဲ့ယောက်ကတိကိုဟာလားဟိုတွန်းလဲလေးနဲ့လမ်းထိပ်ထွက်ပြီးတော့မွင်ကရောက်နိုင်အောင် သွန်းလဲလေးနဲ့တော့တော့အိမ်မှာငါယောက်ျားဝီချဲကလေးပစ္စည်းဝယ်ပေးထားတယ်ဝီချဲလေးနဲ့ပေါ့နော်အဲ့လိုအခြေအနေဖြစ်သွားလို့အမေပြောမဝင်းညာသူ့ယောက်ျားကိုတွေးတွေးပြောဆိုလိုက်တော့မိမိမကပေါ့နော်အဲ့လိုပဲနေတကာနေလှဲ့ပြီးဇက်ဇက်ပွဲလိုက်နေနေတကာနေလှဲ့ပြီးဖာခံနေပြီပေါ့ဖာဖြစ်နေပြီပေါ့အဲ့လိုပြောလိုက်တဲ့ပုံယောက်ျားကရှော့ရပြီးတော့ ရှက်ပြီးတော့ဟို final အင်းသာဆေးတဲ့အဆေးပေါ့ဘာမှပြမလို့ဘာပြော final လို့ပြော final လို့ပြောအေးအဲ့ဒါတောက်ပြီးတော့တေသွားတယ်ငါရင်ကျိုးတော့ဘာလဲငါလုတ်ခဲ့တော့ငါတဲ့ငါသွေးသားဆန်သားကြောင့်ငါလုတ်ခဲ့တော့မဟုတ်ဘူးဟာလေငါပေါ်ကျွေးစုရှိတဲ့ ီမိသားစုလေးပေါ့ဟာအကောင်းဆုံးပြည့်စက်ခဲ့တာငါလည်းပေါ့ငါပုံမလေးလေးပြောမယ်ငါလည်းဟာအောက်ပိုင်းတွေဝါတယ်ဟာလေသူကဘာမှမစွမ်းဆောင်နိုင်ပါဘူးသူအောက်ပိုင်းတွေဝါပြီနောက်ဆုံးငါတာသမီတအုပ်တယောက်နဲ့အဲ့လိုလိုက်အေးလို့ငါကိုဝင်ရတော့ရင်တော့ငါတီးတယ်ဒါငါလည်းနေရတဲ့ကိုမဟုတ်ဘူးဆိုတော့ငါဖြတ်ချလိုက်ပါလေငါ ငါဘလောက်ထိပေးဆက်ပေးဆက်ခဲ့လေပေးဆက်ခဲ့ရတယ်လေနောက်ဆုံးဟာငါယောက်ျားမတေခင်မှာစာစုံစုံရေးသွားတယ်ငါဖာတယ်မမရဖာတယ်မလည်းမဖြစ်ချင်ဘူးနော်မိမပြည့်ရဲ့လည်းမဖြစ်ချင်ဘူးငါအောက်ပိုင်းတည်နေပြီမဲတဲ့ငါပတ်ဆက်မရှာနိုင်ပြီမဲတဲ့ဒုက္ခိတာတယောက်အဖြစ်ကိုတော့ငါချစ်ချင်းသက်လက်ခံတယ်ဒါပဲမဲမိမပြတယောက်ရဲ့လည်းဖာတယ်မတယောက်ရဲ့လည်းမဖြစ်ချင်ဘူးငါရေးသွားတယ် အဲ့ဒီကြေရာတွေမှာလေအဲ့ဒီလောက်ကိုဆွန့်လွတ်လိုက်တယ်ပြာစက်ကားတဲ့လောက်ကိုဆွန့်လွတ်လိုက်တယ်မလေးရှားကိုထွက်လာတယ်အော်အဲ့ဒါကြောင့်ဒီလိုအစင်ဒီလိုရုပ်ကြီးဒီလိုအသားကြီးဒီလိုခန္ဓာကိုယ်အချိုးဆန်းဒီလိုလှပတဲ့မိန်းမတယောက်မလေးရှားကိုဘယ်လိုပြောလို့ရောက်လာလဲလို့မစဉ်းစားနေတော့ဘူး ခုနေမလေးရှားမှာရောက်လာပြီနေခုမြန်မာဆိုင်လေးတစ်ဆိုင်နဲ့နေရဲ့အရင်ချင်းနဲ့နေပိုင်ဆိုင်နေပြီပေါ့နေလင်းကောင်းတောင်းကောင်းတယောက်ရှားယူပါလားလင်းယူရဲဆိုတော့ဘာလို့ခုယူမှလဲဟဲ့ယောက်ျားစားယောက်ျားငါရဲ့အတိတ်ကိုတိသွားတဲ့အချိန်ဒီယောက်ျားကငါ့ကို လေးစားသမှုနဲ့ပေါင်းဖက်မယ်လို့နေထင်သလားငါရဲ့အတိတ်ကိုခွင်လွတ်ပြီးတော့ပြစ္ဆုတ်ဖန်မှာငါလက်ကိုဆွဲပြီးအနာဂတ်အထိကိုရှောက်နိုင်မယ်ယောက်ျားမျိုးဒီကဘာမှာရှိမလားဟာတဲ့လက်ရှိနေတော်မှာတဲ့နေဟောကအများရှိမှာထောက်တဲ့တာငါလင်လင်လို့ပြောလိုက်လို့ နင့်ရဲ့ကုန်တိတ်ခါထိခိုက်ပါတယ်မပြောပါနဲ့အမကြီးရဲ့မဟုတ်တာတွေလူတွေကြားထဲမှာအဲ့လိုမပြောပါနဲ့နင်ငါ့ကိုအချိန်ချင်းပြောခဲ့ရမလားဒါနင့်ရဲ့ငါရဲ့အတိတ်ကိုနင်မသိသေးဘူးအခုနင်ငါ့ရဲ့အတိတ်ကိုသိသွားပြီမနှက်ပြန်ဒါကျမလင်လေလို့ပြောရင်နင်နာချင်မှာပေါ့နော်ပို့ပြီးတော့လေနင်ပို့ပြီးတော့ရှက်မှာပေါ့ဟောဒီမိမကငါ့ကို သူအရှက်တိတ်ခါမရှိရအကြောင်းကိုငေါ့တော့တော့မှယောဂီတိတ်ခါကြပြီအဲ့မှာကျွန်တော်လေးစားသွားတယ်ဗျာဘယ်မိမမဗျာသူတို့ရဲ့အားနေချက်ကိုယောက်ျားတယောက်ကိုဖွင့်မပြောဗျာသူဖြစ်ခဲ့တဲ့ဥစ္စာကိုယောက်ျားတယောက်ကိုဖွင့်မပြောရှင်းပြရရမိမတော်တော်များများဗျာဒီလိုမျိုးဘဝကိုဖြတ်တန်းခဲ့ရတယ်ဆိုဘယ်ယောက်ျားကိုမှသူတို့ပြောမှာမဟုတ်ဘူးဗျာ သူတို့မသိမှန်တာနဲ့အဲယောက်ျားကိုနဖားချိုးထိုးရင်ထိုးလိုက်ပြီသဘောပေါက်ဒါပေမဲ့ကျမတစ်ချိန်ကနေတကနေလှည့်ပြီးတော့ကျမအဖြစ်ဒီလိုလုပ်ခဲ့ပါတယ်ကျမအဖြစ်ဟိုလိုလုပ်ခဲ့ပါတယ်ရှင်ကျမကိုကြင်ကြင်နဲ့နဲ့ကြီးလက်ခံပြီးတော့တာမရအဖြစ်တတ်မှတ်မလားဘယ်ယောက်ျားမှလည်းမတတ်မှတ်နိုင်ဘူးသူသိတယ်အဲယောက်သူကကျွန်တော်ပြောတယ်ဒီတိုင်းလေးပဲနေပြီးပါ နင်းလဲနင်းစီလေးနဲ့ပေါ့ငါလဲငါစီလေးနဲ့ပေါ့ပဝင်းကျင်မှာပေါ့သူတို့ကဘာလိုလိုညာလိုလိုလေးထင်နေတာထင်နေတဲ့အပိုင်းလေးပဲနင်းနေပေးပါဟာတဲ့နင်းလဲရဲ့ဘောင်မကျော်သွားသလိုဘောင်ရှေ့ကဘောင်ကျော်မလားသလိုနောက်ကိုလည်းဆုံးမတော်ပါနဲ့တကန်နာခန္ဓာကလေးပါတဲ့လူဘဝဆိုတာတွေးကြုံဆုံးခွဲပါငါတို့ခုတွေးခဲ့တယ်ကြုံခဲ့တယ်ဆုံးခဲ့ပြီ မကြခင်ငါတို့ပြန်ပြီးတော့ခွဲခွာကြရမှာမလားအဲ့ဒီတော့တရားကိုတရားဟုတ်တယ်ကောင်းတော့ခွဲခွာခြင်းနေနေပဲခွဲခွာခြင်းနေဟာတယ်ငါတိပါတယ်တဲ့နင်ငါတော့ကြောင့်နင်ရဲ့ဘဝတလန်နေမှာထိခိုက်မှုနဲ့စိတ်ပူမဟုတ်ပါဘူးနေနေအကြောင်းကိုမသိခင်တော့ငါ ရှင်းရှင်းပြောရင်ဒီမိမငါ့ကိုပလေးနေတယ်ပေါ့ကစားနေတယ်ပေါ့ဘဝင်းကျင်မှာတော့ငါ့လေငါ့လေဆိုပြီးတော့ငါ့ကိုမချောက်လှမ်းထားတယ်ပေါ့ဗျဟိုရှင်းရှင်းပြောရင်ဗျာယောက်ျားပဲဗျာကျုပ်လည်းကျွန်တော်ကလည်းအသွေးသားနေလေဗျာဟုတ်တယ်မလားကျွန်တော်လည်းယောက်ျားသားတယောက်ပဲလေကျွန်တော်ကလည်းအသွေးသားရှိတယ်လေဒီမိမငါ့ကိုတော့လူရှင်းသူရှင်းငါ့လေငါ့လေဆိုပြီးတော့ငါချွေးတာလည်းမဟုတ်ဘူးဟုတ်တယ်မလားငါပေးတာလည်း လူရှိသူရှိတော့ငှက်လေငှက်လေကိုကြွေရကြရင်တော့ဥအတော့ပြန်တော့လေစားပြီးတော့ပြီးဟာလာညမ်းတဲ့နေပြီရှင်ဒီမနေလို့မရဘူးသူငါမောက်တော့အဲ့တော့ဘသူမစိုးဘူးဗျာဒီမိမရဲ့ခန္ဓာကိုယ်အကျိုးစားအသားရောတော်မလဲရုပ်ရည်အပြည့်ဆွမ်းမစရာလေကျွန်တော်လည်းယောက်ျားသားပဲကိုငှက်လေငှက်လေဆိုပြီးရေလာမြောင်းပေးလုံနေတဲ့တော့ ကိုလည်းတွေးတော့ဆန်းတော့ပဲလေဒါပေမဲ့ no ပါတကယ်ကို no ပါလက်မခံဘူးတခါတည်းကျွန်တော်သူ့ကိုပြောလေငါဒီမှာညားရေးလိုက်မယ်ဟာလို့ငါနေရကမရပဲဘာဖြစ်လဲလို့ဟင်းနဲ့မလက်မခံဘူးတော့လေတချင်တော့အသေးစိတ်မှနေစရာနေရာမရှိတော့ငါနေကိုငါအခဏမှပေးရခဲ့တယ်ဒါပေမဲ့ခုနေမှနေစရာနေရာရှိပြီနေမှအလောက်ကရှိပြီတွားတယ်အိမ်ပြန်တယ် ဲ့ဒါနေပဲငါလည်းငါလည်းလုံးနေတာလေနင့်လေနေမှာနေအခါမှာတ냐တလေအဲ့လိုမရဘူးဥပတ်တော်လက်မခံဘူးလို့နေငါလည်းဒီမှာငါလည်းဒါမဲ့ငါအခန်းထဲမှာငါကရင်ပေါ်မှာမဟုတ်ဘူးတော့ပြန်တော့တယ်နေလုံးရှိရှိပြောရင်တကယ်ကိုအောင်းစရာကောင်းတော့ စီးဆောင်နေမယ်ဘူးဗျာတခါတူကိုကျွန်တော်စိတ်ဆိုးအောင်ပြောခဲ့ဘူးလေနေရပါလဲလို့နေရကိုချမ်းသာဝါကြီးပတ်ဆိုင်ပဲကြီးကတော့အလုပ်ကိုပါလဲကိုမြန်မာဆိုင်ပဲကြီးဖိနိုင်ပြီဆိုတော့နေရကိုပိုင်ဆိုင်နေဖြစ်သွားပြီဆိုတော့နေရမာနကြီးဝါကြီးနော်တစ်ချိန်လုံးကပေါ့နော်နေငောက်အရင်တော့လူတန်ရောက်နေပြီဟိုဘယ်လိုပြောမလဲဆိုတော့ငောက်လေးမတော်ကျင်တော့ဘာတယ်မလို့နေမှာပတ်ဆိုင်နေမှာဝင်ဝင်ရှိနေပြီး ။နေမှာကိုပိုင်ဆိုင်လေးနဲ့ပိုင်ဆိုင်လေးနေအေးစေးတတရရပြတယ်ဆို။ညငါအခုချိန်မှာလင်းမတော်ကျွန်တော်ဘို့။မလွှဲတာလို့တော့ပေါင်းရင်းချိန်မှာဟလာငါလင်းငါလင်းလို့တော့မှန်တကယ်တင်တော့လင်းမတော်ကျွန်တော်ဘို့။ဟိုတော့ဟုတ်တယ်။ငါခန္ဓာကိုနေတတ်မှတ်တာလားတဲ့။ဒီခန္ဓာကိုတော့ဘုမရှိဘူးဟာလူတကာတုံးတာလားတဲ့။တဘုမရှိဘူးတဲ့။တံပိုးရှိတဲ့နေဘော ငါလိုမိမတယောက်အတွက်နဲ့နေယူမဲ့မိမဟာတဲ့တန်ဖိုးမဲ့တော်လေးပဲငါပြောတာသဘောပေါက်လားလေငါမိမချင်းကိုချင်းစာလို့ပြောတာနေငုပမာပြီးပြန်ပြီးနေယူမဲ့မိမဒီတဲ့ဟာငါယူတဲ့ငါယောက်ျားဘလို့ကောင်မကြီးနဲ့ပတ်သက်ခဲ့ပါလားဆိုတဲ့ဟာကိုတိတော့ရင်နေနေတန်ဖိုးမဲ့တော်မယ် ငါနှင်းကိုတောင်းဖို့မမဲ့စေချင်ဘူးငါကတောင်းဖို့ရှိဖို့စကားတွေပါနှင်းကိုကတောင်းဖို့မမဲ့စေချင်ဘူးပြီးတော့နှင်းကိုယူမဲ့မိမသူ့နေရာမှာငါဆိုရင်လေငါလည်းကဒီလိုကောင်းမနဲ့ပတ်သက်ခဲ့ပါလားဆိုတယ်ငါအမြဲတမ်းခံစားမိလိမ့်မယ်ငါလည်းခွင့်လွှတ်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ပါ ညကညင်းစရာမှမရှိတာနင်ဟာငါတော့အကောင်းဆုံးပါအဲ့ဒါကြောင့်လဲပေါဝင်ညမှာညကငတ်လင်လို့ခေါ်တာလေညကညင်းစရာအကမ်းမရှိဘူးတဲ့တခုပဲတဲ့ငါခန္ဓာကိုမပေးတာတခုပဲရှိအရာအလုံးညတော့ပေးဖို့အစဉ်နဲ့ပါတယ်အဲ့လိုနေပြကျွန်တော် မြန်မာပြည်ပြန်ပြန်လာတာပေါ့နော်ကျွန်တော်မြန်မာပြည်ပြန်လာကျွန်တော်အင်တော်ပြုတ်ဖို့ဆိုတော့မြန်မာပြည်ကျွန်တော်ပြန်လာတယ်အဲ့ဒါသူကျွန်တော်ဖုန်းဆက်တယ်မြန်မာပြည်ကျွန်တော်မြန်မာပြည်ပြန်လာချိန်မှာကျွန်တော်တလောက်မြန်မာငွေ၄သိန်းပုံမှန်ပို့ပေးတယ်အဲ့သူပဲအချိန်တုန်းကမလေးရှားနိုင်ငံမှာဒုက္ခတွေကြက်ရပြီးတော့ သူပဲအချိန်တော့ဘာတွေလုပ်တာသူကျွန်တော်ဘာမှမပြောခဲ့ဘူး။သူအေးအေးဆေးသွားသူတော်တော်တိတ်တိတ်လေးလုပ်။အတော်ရှင်ပြောရင်ကျွန်တော်မြန်မာပြည်ပြန်တယ်မြန်မာပြည်ပြန်ပြီးကျွန်တော်အင်တာဗျူးတယ်။အင်တာဗျူးပြီးတော့သူကျွန်တော်စီဖုန်းဆက်တယ်ကျွန်တော်မိမကိုစကားပြောတယ်။စကားပြောပြီးတော့ကျွန်တော်တော့လက်ဖွဲ့ဆိုပြီးတော့အရာတစ်ခုပို့ပြီးလိုက်တယ် အဲကျွန်တော်လက်ဖွဲ့ဆိုပို့ပေးလိုက်တဲ့အရာကစရင်စရင်ရေးထားတဲ့စာရွက်တွေပဲမင်္ဂလာလက်ဖွဲ့ရဲ့ကျွန်တော်တို့အဲ့ဒါကဘာလဲဆိုတော့မလေးရှားနိုင်ငံမှာသူ့ရဲ့စီးသမားအားလုံးသူရောင်းလိုက်တယ်ဗျာသူ့မြန်မာဆိုင်နဲ့သူရောင်းလိုက်တယ်သူ့မှာအဲ့ရှင်တော့ကားတစ်စီးရှိတယ်ကားထဲမှာသူအရက်တွေထည့်ပြီးအောက်မှာကားအောင်မှာလမ်းပေါ်မှာရက်သားတဲ့ကားနောက်ဖုံးတဲ့ရက်တွေတင်ထားတယ်အိမ်မှာမတင်တော့ရက်တွေ အဲ့ဒီကားနဲ့သူရောင်းလိုက်တယ်မြမဆိုင်လေးရောင်းလိုက်တယ်နောက်တော့သူ့မှာရှိတဲ့ရွှေသင်္ဆေတော်သူရောင်းလိုက်တယ်အားလုံးရောင်းပြီးတော့